ဂလင်းဘေးအတွက်အာမခံအမြောက်များလျော်လဲရတဲ့အတွက်ရန်ကုန်ကလွှင့်ရင်တဘာဝဘေးအတွက်အာမခံမြောင်းတော့ဘူးလို့မြမအာမခံလုပ်ငန်းကနေသိရှိရပါတယ်။ဒီကနေ့ဂလင်းဘေးအတွက်အာမခံအနေနဲ့မြမငွေ7ဘီလီယံ80ကျော်လျော်လဲရပြီးနောက်ပိုင်းပုဂ္ဂလိကအာမခံတွေအပါအဝင်မြမအာမခံကလည်းမြောင်းတော့တာဖြစ်ပါတယ်။ရန်ကုန်ကလွှင့်ရင်မြောင်းပေးတော့ဘူးပုဂ္ဂလိကအေဂျင်စီတွေလည်းပေးမြောင်းတော့ဘူးလို့မြမအာမခံလုပ်ငန်းတာဝန်ရှိသူတဦးကတော့ညိုရင်းမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်။တဘာဝဘေးအာမခံတွေကို နေမော်တော်ယာဉ်အဆရှိတာတွေကိုအာမခံကုမ္ပဏီတွေကရောင်းချတာလည်းဖြစ်ပါတယ်။အရာပြင်းကလေးကြောင့်ပျက်စီးဆုံးရှုံးမှုတွေပေါ်မြန်မာအာမခံလုပ်ငန်းမှာရော်ကြီးတောင်းခံစာလက်ရှိချေသည့်အဆောင်ရေ158တောင်တိရှိတယ်လို့လည်းသိရှိရပါတယ်။ငလျင်တွဲအာမခံကြော်ကြီးတွေကိုလည်းအပြည့်အဝမရှိသေးတဲ့တွေလည်းရှိတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ရွှေဘူခိုင်ဒီဘရင်မြို့နယ်လက်လုတ်တောင်ရွာအတွင်းကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲတက်ခတ်ခဲ့တာကြောင့်ရတနာဦးတည်ဆုံးခဲ့ပြီးတော့ခုနှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒီဗရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်မှုအရသိရပါရယ် လက်လုတော်ရကိုစစ်တပ်ကဧပြီလ23ရက်နေ့ဒီကနေ့မနက်7:40အချိန်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့်လက်လုတော်ကြီးရွာနေဒေါ်လုံးမတ်ကျဲဦး73နဲ့ကိုစန်းစော်55နဲ့အောင်ကျော်ကျော်26နဲ့ဒေါ်ဆောင်80နှစ်တို့ပွဲချင်းပြီးတည်ဆုံးခဲ့ပြီးတော့ပြည်သူ9ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီတပ်ကအခုရက်ပိုင်းအတွင်းပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်နေတာကြောင့်လေကြောင်းအသည့်သတိအထူးပြုဆက်ကြဖို့လည်းဒေသခံတွေကိုသတိပေးထားပါတယ်ခင်ဗျာ။ မေရိကန်ခြေဆိုင်အမေရိကန်အတံ BOA သတင်းဌာနနဲ့လွတ်လပ်တဲ့အာရှတံ RFA စတဲ့သတင်းဌာနအပါအဝင်အမေရိကန်အစိုးရအထောက်ပံ့နဲ့လဲပတ်နေတဲ့အမေရိကန်ကမ္ဘာမီဒီယာအေဂျင်စီ USAGM အောက်ရှိမီဒီယာဖွဲ့စည်းအချုပ်ကိုမူလတိုင်းပြန်လည်လဲပတ်ဖို့အမေရိကန်ဖက်ဒရယ်တရားသူကြီးကဧပြီလ22ရက်နေ့ကအမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ BOA နဲ့ RFA အပါအဝင်အမေရိကန်အစိုးရအထောက်ပံ့နဲ့လဲပတ်နေတဲ့မီဒီယာလုပ်ငန်းတွေမှာလောက်ကိုင်းနေတဲ့ဝန်ထမ်းတွေကအချိန်မဲဝန်ထမ်းတွေကိုမက်စလာ30ရက်နေ့ကအလုပ်ရနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ထရန်ရဲ့အမေကြောင့်လောက်ကိုင်းထိခိုက်သွားတဲ့သတင်းဌာနတွေက မြေရန်ချင်းပြည်ဝန်ထမ်းအနေနဲ့ contract ဝန်ထမ်းတွေကတော့ USGM ဌာနကိုတရားစွဲဆိုမှု6ခုပြုလုပ်ထားပါတယ်။အဲဒီတရားစွဲဆိုမှုတွေကိုလက်ခံသုံးသပ်ပေးနေတဲ့ American တရားသူကြီးကအသက်လင်းလုပ်ငန်းတွေမူလတိုင်းပြန်လည်ထွန်းလင်းဖို့နဲ့ဝန်ထမ်းတွေကိုမူလလုပ်ငန်းတွေမှာပြန်လည်လုပ်ကံခွင့်ပြုဖို့ Trump အစိုးရကိုအမိန့်ထုတ်ပြန်ထားတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ New Day မြန်မာရေးညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ။